ိဘပြည်သူပေါင်းစိတ်ချမ်းသာကိုကြမ်းမာပြီးလူအင်စာနာတလုံးတဝကြီးနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစပီကာပန်ကြားလွှာစီစဉ်လေးစတင်လိုက်ပါပြီခင်ဗျာအဲဒီစီစဉ်လေးမှာဆိုရင်ကျွန်တော်ပြည်သူတွေကိုပန်ကြားခြင်းတဲ့စကားလေးတစ်ခုကတော့ဒီဇွန်လ16ရက်နေ့မှာကြာရောက်မယ်ကျွန်တော်လူသူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အမေစုရဲ့မွေးနေ့ပေါ့နော်80ပြည့်နှစ်မွေးနေ့ အဲ့ဒီမွေးနေ့ campaign လေးကိုသူ့ရဲ့သားခင်ကိုယ်တိုင်ဥဆောင်ပြီးတော့လုပ်နေပါတယ်။အဲအဲ့ဒီ campaign လေးမှာဆိုရင်တော့ကျွန်တော်ဗီဒီယိုအတိုလေးတွေပေါ့နော်မွေးနေ့ဆူတောင်းအမေဆူအတွက်မွေးနေ့ဆူတောင်းဗီဒီယိုအတိုလေးတွေရိုက်ပြီးတော့ပို့ကြတယ်။အဲမိဘပြည်သူတွေအနေနဲ့လဲကိုယ့်ရဲ့လုံခြုံစိတ်ချရတဲ့နေရာမှာကိုယ့်ရဲ့နေရာဒေသတွေလုံခြုံစိတ်ချရတယ်ဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုလေးတွေရိုက်ပြီးတော့ပို့စီခြင်းပါတယ်ခင်ဗျ။အဲပို့ပေးရမယ့်နေရာကတော့ကျွန်တော်တို့ Su 18 Birthday Campaign Page မှာလဲကျွန်တော်တို့ပို့ပေးလို့ရပါတယ်ခင်ဗျ။ဒါမှမဟုတ်လဲကျွန်တော်တို့ရဲ့ ဆရာစိန်ဒီရဲ့ Facebook Messenger တို့ Facebook ပေးတို့မှာလည်းပို့လို့ရပါတယ်ခင်ဗျကျွန်တော်ရဲ့ Facebook Messenger မှာလည်းပို့လို့ရပါတယ်ခင်ဗျကျွန်တော်တို့အဲ့လိုမျိုး campaign လေးကိုကျွန်တော်တို့ဝိုင်းဝန်းပြီးတော့အားဖြည့်စီခြင်းပါတယ်အခုက campaign ရက်လေးကလည်းနီးလာပြီခင်ဗျမနာဇွန်လ16ရက်ဆိုတာဒါမကြာခင်ကြာရောက်တော့မှာဖြစ်ပါတယ်ဗီဒီယိုကလစ်လေးတွေကလည်းနည်းနည်းဟိုရည်ရထားတဲ့တမတ်ချက်လေးကိုမရောက်သေးတဲ့အတွက်ကြောင့်မလို့မိဘပြည်သူတွေအနေနဲ့လည်းဝိုင်းဝန်းအားဖြည့်ပြီးတော့ဒီ campaign လေးထားမြောက်အောင်အားဖြည့်စီခြင်းပါတယ်ခင်ဗျ အဲ့ပြောအဲ့လိုပြောကြရင်လည်းကျွန်တော်တို့ဒီပြည်သူစီပီကပန်ကြားလောက်အစီအစဉ်ကဒီတည်င်းလေးတွေကိုပေါ့နော်ကျွန်တော်ကောင်းထုတ်ချက်ချတာတည်တင်းလေးတွေကိုကျွန်တော်စိန်ပန်းနေပြီးတော့ဆက်လက်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်။ ARD တိုင်း DDA မြို့နယ်ကွန်ပလိုင်းကြီးရွာမှာရှိတဲ့အုတ်ချုပ်ရည်မှုပေါ့နော်အုတ်ချုပ်ရည်မှုမင်းမြတ်သူကတဲ့မင်းမြတ်သူကိုအဲ့သူကမင်းမြတ်သူကိုကနေစစ်မှုထမ်းကြီးလူငယ်တွေကိုမိသားတစုကိုပေါ့နော်တယောက်ကိုသသိမ်းမိသားတစုကိုသသိမ်းတောင်းခံတယ် ဲနောက်ပြီးတော့တားယောက်ကြားလေးမရှိတဲ့အိမ်ဆိုလို့ရှိရင်တော့၄တောင်းထိတောင်းခံနေတယ်ဗျအဲ့လိုမျိုးတိုးကောက်နေတယ်လို့သိရတယ်အဲ့ဒီဗီဒီယိုဖိုင်တွေလည်းကျွန်တော်တို့တတ်ထားတာတွေ့ရပါတယ်အဲ့လိုမျိုးပေါ့နော်သူစီဝဲဝဲခေါ်ပြီးတော့အဲ့လိုမျိုးတွေပြည်သူတွေကတော့အောက်မှာထိုင်ပြီးတော့မျက်နှာငယ်လေးတွေနဲ့ဟိုမရှိတဲ့ရှားတွေကရှာပေးရတော့မဲ့ပုံစံမျိုးတွေပေါ့နော်သူကစားစရာမရှိစစ်မှုထမ်းကြီးပေးစရာရှိအဲ့လိုမျိုးဖြစ်နေတယ်ရောစရာမရှိမဟုတ်ဘူးကသူကရောထားတဲ့အောင်စိုးနေတယ် ယောတာမှယောတဲ့ဥစ္စာကိုခဏလေးတားရလို့ရသေးတယ်သူတို့ဥစ္စာတားလို့မရဘူးအတင်းအာရမနင်းကန်တောင်းနေတာဖြစ်တယ်အခုတားယောက်ျားလေးမရှိတဲ့လူကြတော့ဘာဖြစ်လို့အဲ့လိုမျိုးတွေလိုက်တောင်းတာလဲဆိုတော့လေစစ်မှုထမ်းကြီးစစ်မှုထမ်းကြီးကသူတို့မှတားယောက်ျားလေးမရှိဘူးလေစစ်မှုထမ်းကြီးဘာလို့ပေးရမှာလဲအဲ့လိုမျိုးတွေပေါ့နော်အတင်းအာရမတောင်းခံတာတွေလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်အဲ့ပြည်သူတွေပေါ်ကိုအခုမှကုံစည်နှုံးတွေကလည်းတအားတက်လို့အလုတ်အလုတ်ကင်တွေကလည်းရှားပါနေတဲ့အချိန်မှာ ူတို့တွေကဒီလိုမျိုးအတင်းအာရမငွေညှစ်တာတွေတောင်းခံတာတွေလုပ်နေတယ်တွေ့ရတော့ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူးခင်ဗျအဲပြည်သူတွေအနေနဲ့လည်းဒီလိုမျိုးတားအကျက်တဲတွေတွေ့နေရပါတယ်ကျွန်တော်အဲ့ ARD တိုင်းကအုတ်ချုပ်ရေးမှုပေါ့နော် ADR complaint ကြေးရွာအုတ်ချုပ်ရေးမှုမင်းမြတ်သူကိုအဲမင်းမြတ်သူကိုတော့ကျွန်တော်သတိပေးနေတာပေါ့နော်အဲပြည်သူတွေပေါ်မတရားညှဉ်းပန်းနှိပ်စက်တာတွေတောင်းခံတာတွေငွေကြေးရအဲ့လိုမျိုးပေါ့နော်နိုင်တဲ့စင်းနဲ့တောင်းတာတွေမလောက်ပါနဲ့လို့ကျွန်တော်တို့ကတောင်းဆိုခြင်းပါတယ် အဲ့တောင်းဆိုလို့မရဘူးဆိုလို့ရှိရင်တော့တက်ဆိုင်ရာအဲ PDF ရဲဘော်တွေကနေပြီးတော့ခမရောက်လာပြီးတော့အိမ်နိုင်ရောက်လာပြီးတတိပေးသွားမှာဖြစ်ပါတယ်ခင်နောက်တစ်ခုကတော့ဒီပြူစောတိနဲ့ပြည်သူစစ်တွေပြီးတော့ရဲစစ်သားတွေအပါဝင်ပေါ့နော်ဌာနဆိုင်ရာများနေပြီးတော့သူတို့တွေကြတော့ဒီထောက်ခံချက်နဲ့ license မဲ့ကားတွေကိုသူတို့ကစီးရတယ်စီးနင်းခွင့်ရပြီးတော့ဒီ license မဲ့ပြည်သူတွေစီးနေတဲ့ license မဲ့ရင်နေကြတော့သူတို့ကစီမံချက်နဲ့ဆက်ဖမ်းနေတယ်လို့ပြောတယ်ဒါကတော့ ဘလို့ခေါ်မလဲမတရားဘူးလားတရားလားဆိုတာဒါပြီးမိဘပြည်သူတွေသိတဲ့အတိုင်းပဲသူတို့ကိုယ်တိုင်ကြတော့စီခွင့်ရှိတယ်ဗျာပြည်သူတွေစီးတဲ့ခါကြတော့အတင်းအာရမလိုက်ဖမ်းနေတယ်လို့တွေ့ရတယ်နောက်ပြီးတော့အဲ့စီလိုက်ဖမ်းတဲ့သူတွေအကုန်လုံးကလည်းသူတို့ကိုယ်တိုင်ကဒီဝတ်တောက်ကားတွေပေါ့နော်လိုင်စင်မဲ့ကားတွေသူတို့စီးပြီးတော့လိုက်ဖမ်းနေတာတွေ့ရတယ်အရင်တော့ကတော့သူတို့ကအကုန်ဖမ်းတာအခုကြတော့ဒီအောက်လက်ဌာနဆိုင်ရာတွေပြူစောဒီတွေပြည်သူစစ်တွေကနေပြီးတော့ PR ပြန်ပေးလို့ဆိုပြီးတော့သူတို့ကအဲ့ဒါသူတို့တွေစီးခွင့်ပေးလိုက်တယ် အဲရဲတွေပြူစောထီတွေကြတော့စီကွင်ပြန်ပေးပြီးတော့ပြည်သူတွေကြတော့လုံးဝစီကွင်မရတော့ဘဲနဲ့သူတို့တွေကအဲ့လိုမျိုးတွေဖန်စီနေတယ်ပေါ့နော်စီမံချက်နဲ့ဆိုပြီးဆက်ဖန်နေတယ်အဲ့ဒီအမှကျွန်တော်တွေ့ရတာဒီ license မဲ့ကားဆိုင်ကယ်အဲ့ဒါနဲ့ဖမ်းရုံနဲ့မကောက်ဖမ်းရံပြီးတော့ဘာဖမ်းလဲဆိုတော့စပိန်တွေပါဖမ်းနေတယ်ဗျာကဲစပိန်တွေပါရောင်ပြန်မိမပါတာတို့ဗရိတ်မစုံတာတို့ဘာတို့ညာတို့မကမပါတာတို့အဲ့ဒါတွေပဲသူတို့အပြင်းပြင်းပြစ်ရှာပြီးငွေတောင်းနေတယ်လမ်းပေါ်မှာအဲ့လိုမျိုးတွေအမျိုးမျိုးတောင်းတာတွေတွေ့နေရတာပေါ့နော် အဖန်းစီးတဲ့အကြောင်းပြပြီးတော့ငွေတောင်းတာပေါ့အဲ့လိုမျိုးတွေတွေ့ပါတယ်အပြည်သူတွေရဲ့ကျွန်တော်တို့အခုဆိုရင်အခက်ခဲတအားဖြစ်နေကြတဲ့အလုပ်ကိုင်းကြီးလည်းရှားပါနေပြီမိုးရင်းကာလလည်းရောက်နေတဲ့အချိန်မှာဒီပြည်သူတွေရင်းနဲ့ကြက်တဲ့ရောက်နေတဲ့အချိန်မှာသူတို့တွေကတော့ဒီငွေညစ်ဖို့ပဲလိုက်နေတာပေါ့နော် အကြံဖက်စစ်ကောင်စီရဲ့လက်ပါစီတွေကတော့နောက်ထပ်သတင်းလေးတစ်ပုဒ်ကတော့အကြံဖက်စစ်ကောင်ဆောင်ပေါ့နော်ဒီပါတာမသိသာသနာမသိတဲ့အကြံဖက်စစ်ကောင်ဆောင်လူတစုကတော့စကိုင်းတိုင်းအုတ်တွင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အဲအကြံဖက်စစ်တပ်က ကင်းရွာစုတောင်းပြည်ဖုန်ကြီးเจ้าမှာအเจ้าနိုင်ဆရာတော်နဲ့တကွာသူ့ရဲ့မိခင်ဖြစ်သူမေတော်ကြီးပေါ့နော်เจ้าနိုင်ဆရာတော်မေတော်ကြီးအဲ့မိခင်အပါဝင် ပြည်သူ၄ဦးကိုပြစ်တတ်သွားပြီးတော့နေအိမ်တွေကိုလည်းမိရှို့ဖျက်ဆီးတယ်တဲ့ဗျာဒါကစဉ်းစားတာကြီးတော့ဘယ်သူမှမတွေ့ရဆရာကြီးเจ้าနိုင်ဆရာတော်ကြီးနဲ့အဲ့သူ့ရဲ့မိခင်မေတော်ကြီးပေါ့နော်မေတော်ကြီးပါဝင်ပြည်သူ၄ဦးကိုတတ်သွားတယ်ဆိုတော့အဲ့ဒီဖုန်ကြီးတွေဒီမေတော်ကြီးတွေမှာဘာအပြစ်ရှိလို့လဲသူတို့လက်နက်ကင်ချင်းချောင်းနေလို့လားဒီဟာ ဒါမှမဟုတ်ရင်လည်းသူတို့စန့်ကျင်နေလို့လားကျောင်းနိုင်စရာတော့သူ့ဘက်သူကျောင်းထိုင်တာလေသူ့ဘက်သူဘာသာရေးလုပ်တယ်ထေရဝါဒဗုဒ္ဓသာသနာထုံးကောင်းလုပ်တယ်ခမရတို့ဒီစစ်တပ်နဲ့လည်းဘာမှမပတ်သက်ဘူးဝါနိုင်ငံရေးနဲ့လည်းမပတ်သက်ဘူးအဲ့ဒါတွေခမရတို့ကသွားပြီးတော့ပြစ်ခတ်တယ်ဆိုတော့ခမရတို့ကလုံးဝဂိုင်းတင့်နေပြီနော်ဂိုင်းတင့်နေပြီလုံးဝဂိုင်းတင့်နေခမရတို့စစ်တပ်မကြခင်မှာရှုံးတော့မယ်အခုဆိုရင်အဲ့ဒီမှာနေအိမ်တွေလည်းမိရှုဖြက်စီးသွားတယ်တဲ့ကြည့်အောင် အဲ့ရွာထဲမှာရှိတဲ့နေအိမ်ကြီးလည်းမိရှုဖြက်စည်းသွားတယ်။ကျောင်းနိုင်စရာတော့လည်းတတ်သွားတယ်ဆိုတော့ခင်ဗျားတို့စစ်တပ်ရတော့လုံးဝအဝေးကြီးငရဲဆင်းရဖို့တေးကြနေပြီ။ကြည်လည်းလုံးကြည်လည်းလုံးနော်။နောက်တစ်ခုရှိသေးတယ်မွန်ပြည်နယ်တထုံမြို့မှာလိုင်စင်မဲ့စိုင်ကယ်မောင်းနေမှုပဲဖမ်းဆီးထားတဲ့ဦးဝင်းစော်ဦးတဲ့အဲ့စစ်သားနဲ့ရဲတွေကဝိုင်းပြီးရိုက်တက်လိုက်တယ်ကဲ။လိုင်စင်မဲ့ဖမ်းတာလိုင်စင်မဲ့စိုင်ကယ်စီးတာကိုပဲသူတို့ကပဲဝိုင်းရိုက်တပ်လိုက်တယ်တဲ့ ရိုက်တက်ပြီးတော့အဲ့ဒီသူ့အဲ့ဟိုသူ့ရဲ့အိမ်မှာရှိတဲ့အိမ်သူအိမ်သားတွေကိုအလောင်းလိုက်ပြန်ယူခိုင်းတယ်အလောင်းလိုက်ပြန်ယူခိုင်းပြီးတော့အဲ့ဒါကိုဘာပြောသေးလဲထင်လို့လဲလိန်နာလိန်ကြံဖြစ်ကြံခံလိုက်နာအုံနောက်သွေးကြောပြက်လို့တေသွားတယ်တဲ့အဲ့မိသားစုဝင်တွေရဲ့ဒီဆရာဝန်ရဲ့စေးစစ်ချက်ယူလိုက်တဲ့အခါမှာတော့ဒီဥကောင်းတွေပေါ့နော်ကိုလက်အင်္ကာတွေမှာဒီရိုက်နှက်ထားတဲ့ညိုမဲဆွဲတွေပောက်ပွဲပောက်ပြဲတဲ့ဒဏ်ရာတွေညိုမဲဆွဲဒဏ်ရာတွေဥကောင်းခွန်ကွဲတဲ့ဒဏ်ရာတွေအဲ့ဒဏ်ရာတွေဒီကုန်လုံးအပြည့်နဲ့ရရှိတယ်လို့တွေ့ရတယ်ဒါသူတို့က စိုင်ကယ်စီးတာစိုင်ကယ်စီးတာလိုင်စင်မဲ့စီးတယ်လို့ပြောရင်လိုင်စင်မွဲဖမ်းလေလိုင်စင်ဖမ်းတန်းငွေရိုက်မလားရိုက်လေလိုင်စင်မပါဘူးစိုင်ကယ်ဝတ်တော့ဆိုရင်လည်းစိုင်ကယ်ဆိုရင်ဖမ်းလေမလူကိုရိုက်တတ်စရာလိုလို့လားအဲ့လောက်ထိဥပဒေကိုချိုးဖောက်ဖို့လိုလို့လားဒါလူအခွင့်အရေးကိုတအားချိုးဖောက်တာလို့ပြောရမယ်အကျန်းဖတ်စစ်ကောင်စီနဲ့သူ့ရဲ့လူတစုอ่ะခုရဲပေါ့နော်ရဲနဲ့စစ်သားတွေကလည်းလုံးဝပြည်သူတွေအပေါ်မှာစိတ်ရာဇုံမှုတော်တော်လေးကိုကျူးလွန်တယ်လို့ဒါဖြစ်သွားပြီပေါ့နော်တော်တော်လေးကိုကျူးလွန်လိုက်တာပါ အဲတနည်းနည်းကြရင်တော့ခင်ဗျားတို့ပြန်လဲပိတ်ဆက်ရမယ်အချိန်ရောက်တော့မှာပါနောက်တစ်ခုကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာပေါ့နော်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နိုင်ရေးအိမ်ပေါ်ကြားရောက်ပေါက်ကွဲပြီးတော့မိသားစု၅ဦးအပါဝင်ပြည်သူ9ဦးသေဆုံးသွားတယ်ဘယ်လိုတောင်ပြောရမလဲတောင်မသိတော့နော်နိုင်ရေးအိမ်မှာအပူတော့ကရောက်နေတဲ့အိမ်ဟောနိုင်ရေးဖြစ်လို့ပူပင်တော့ကရောက်နေတဲ့အိမ်ကိုနောက်ထပ်သွားပြီးတော့သွားပြီးတော့လက်နက်ကြီးနဲ့တပစ်ချလိုက်တာ အဲ့ဒီမှာမိသားစုတွေပါမိသားစု9ယောက်ပါတထပ်ပြီးတည်ဆုံသွားတယ်ဆိုတော့နာရေးပေါ်နာရေးထက်ဆင့်တယ်လို့ဖြစ်နေပြီခင်ဗျားတို့ကပြည်သူတွေကဒုက္ခရောက်နေပါတယ်ဆိုကမှထပ်ပြီးတော့ဒုက္ခထပ်ပြီးတဲ့စစ်တပ်ဒါနဲ့မြန်တိုင်းပြည်အုပ်ချုပ်ရှင်နေတဲ့ပြည်သူတွေပေါ်ဘလို့စိတ်ဓာတ်နဲ့မြအုပ်ချုပ်နေလဲတော့ဒါဖျားသေးရတာသိတော့မယ်ကျွန်တော်တော့မသိတော့နောက်တဲ့င်းတစ်ခုကတော့ဒီပဲခူးတိုင်းဂျိုးမင်ကောင်းမြို့နယ်မှာလူငယ်များကိုပေါ်တာဖမ်းဆီးနေရွဲ့ အဲ body ရွာအုပ် body ရွာပေါ့နော် body ဂုံရွာ body ဂုံရွာကအုတ်ချုပ်ရည်မှုပါဒီလက်နက်ကင်အုတ်ချုပ်ရည်မှုမောင်ငိမ်းမောင်ငိမ်းကိုတော်လိုင်းတက်ဖွဲ့တွေကနေပြီးတော့သွားရောက်ပြီးပြစ်ခတ်တိုက်ခိုက်လိုက်တာနေရာမှာရင်ဘဲကနေလိုက်ပြီးပွဲချင်းပြီးတေဆုံသွားတယ်အဲ့ဒီမှာတော့အဲ့အုတ်ချုပ်ရည်မှုရှိရလက်ပြပုံနှလုံးသိမ်းစီရမိတယ်ကဲပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်တဲ့အုတ်ချုပ်ရည်မှုသူကလက်နက်နဲ့ကင်ပြီးတော့ပါ ဟိုပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်ပြီးချိန်ချောက်တာတွေလုပ်နေတာအတင်းအာရမစက်ကြီးကောက်တာတွေဟာပေါ်တာကြီးတွေဘာကြီးတွေအတင်းအာရမကောက်ခံနေတဲ့မောင်ကြီးအခုတော့သူ့ရဲ့ဘဝလေးကလုံးဝငြိမ်းသွားပြီအဲ့လိုမျိုးပဲခုနပထမပြောခဲ့သူပဲကြောက်အုတ်ချုပ်ရေးမှုတွေဘာတွေပြည်သူတွေပေါ်အမြင်နဲ့အနိုင်ကျင့်နှိပ်စက်နေတယ်ဆိုရင်တော်လိုင်းရေးတက်ဖွဲ့တွေကမနေဘူးနော်မျက်စိတောက်ထောက်ကြည့်နေတာနော်ပဲရပဲရရွာပဲအုတ်ချုပ်ရင်မူပဲပဲရရွာကဘသူဘသူမျက်စိတောက်ထောက်ကြည့်ပြီးတော့သူတို့ကတတိသွားပေးတယ်တတိသွားပေးပြီးတော့ တစ်ခါနှစ်ခါတတိပေးတယ်ပေးလို့မှမရဘူးဆိုလို့ရှိရင်တော့ခုနသူတို့လောက်လိုက်တဲ့လမ်းစဉ်တိုင်းပဲသွားမှာပဲအဲ့ဒါကြောင့်မလို့ကျွန်တော်အမြဲတမ်းတတိပေးနေတယ်ပြည်သူတွေပေါ်ညင်မှမနှိမ့်ဆက်ပါနဲ့ပိုပြီးအထက်ကနေဘလို့ပဲစစ်တပ်ကဘလို့ပဲခိုင်းခိုင်းကိုကကိုပြည်သူပြည်သားကိုရဲ့ဒီရက်ွက်ထဲမှာကိုရွှေမျိုးသားချင်းလိုမျိုးကိုကဆက်ဆံရမှာအဲအဲ့ဒါမှမဟုတ်ဘူးတပတ်ဆောင်နေနိုင်တဲ့စီးနေလက်နက်အာကိုအာနာလီတပဲ၆ပြားနဲ့ နိုင်ကျင့်နေမှာဆိုလို့ရှိရင်တော်လိုင်းတက်ဖွဲ့တွေကဒီတိုင်းကြည်နေမှာမဟုတ်ပါဘူး။နောက်ထပ်သတင်းလေးတစ်ခုကတော့ဒီမန္တလေးဥပိုလ်အချင်းထောင်မှာစေကူတမှုမရရှိ၍နိုင်ငံရေးအချင်းသူစီဒီအန်အလဲရန်ကျောင်းအုပ်ဆရာမကြီးဒေါ်မင်းမြတ်တန်းကွယ်လွန်သွားတယ်တဲ့။အဲသူတို့ဒီမတရားဖမ်းဆီးပြီးတော့ထောင်ချထားတယ်။ပြီးတော့သူတို့ညှဉ်းပန်းနှိပ်စက်ထားတဲ့ဒဏ်တွေနောက်ပြီးတော့ဒီမိုးရသည့်ကြောင့်မို့လို့ဒီရာသီအပြောင်းလဲကြောင့်မို့လို့ယောဂတွေဝင်နေအဲ့ဒါကိုသူတို့ကနေပြီးတော့စေကူတမှုလုံးဝမပေးဘူး။အခုတော့အလဲရန်ကျောင်းအုပ်ဆရာမကြီးဒေါ်မင်းမြတ်တန်းကွယ်လွန်သွားရှာပြီ။ ဒါနေမဲ့လားဆိုတော့မကြသေးဘူးကျွန်တော်မုံရွာအချင်းထောင်ကနေပြီးတော့ထောင်ပြောက်ရွှေခံရတဲ့နိုင်ငံရေးအချင်းသူချင်းသားပေါ့နော်အဲ့ဒီအိုးဘိုအချင်းထောင်အာနာပိုင်များဝိုင်းဝန်းရိုက်နှက်တာအယောက်90ထက်မနည်းပေါ့နော်အဲ့လိုမျိုးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်သူတို့တွေအချင်းအာရမရိုက်နှက်တာတွေပေါ့နော်ဒါဒီလက်ထိတ်ခတ်ထားတယ်ခြေချင်းခတ်ထားတယ်ဒါတွေကိုပြန်မလုံနိုင်တဲ့သူတွေကိုဟိုခွေးရိုက်နွားရိုက်ရိုက်တယ်ဆိုတော့ခမရတို့တွေလူမဟုတ်ရဲ့လားလို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါတွေကလူတွေနော်လူတွေဆိုပေမဲ့လုံးဝ ရာဇုံမှုကျွလွန်လာတဲ့လူတွေမဟုတ်နိုင်ငံရေးအကျဉ်းသားတွေခင်ဗျားတို့အနေအားမှဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအဲနောက်ပြီးတော့ရှိသေးတယ်ဒီမုံရွာတပိတ်ကောင်းဆောင်ပေါ့နော်မုံရွာလူလူတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်နဲ့နောက်ပြီးတော့ချောင်းဦးကလူလူကောင်းဆောင်အဲတပိတ်ကောင်းဆောင်မယ်ကိုစံမန်မန်စာမြေမွန်ကိုမန်စာမြေမွန်ပေါ့နော်အဲသူတို့ကလည်းသူတို့ကနေပြီးထောင်ပူးရမှာနေဝိုင်းဝန်းရိုက်နှက်ခံရတာအဲ့ဒီမှာသူတို့လည်းစီကူးသားမှုလုံးဝမပေးဘဲနဲ့တိုက်ပိတ်ထားတယ် ဒီတပိတ်ကောင်းဆောင်တွေကခမရတို့ဘာမှပြန်မလုံနိုင်ဘူးခမရတို့ဖမ်းဆီးပြီးတော့အမှုချပြီးတော့အမှုစွဲပြီးတော့ထောင်ချလိုက်တယ်ထောင်ချပြီးတော့အခုထောင်ထဲမှာလည်းရောက်နေပြီအဲ့ဒါထောင်လဲပြောင်းလာတဲ့ဟာကိုခမရတို့ကနေပြီးတော့ဒီလက်ထိတ်ခတ်ထားချီချင်းဝတ်ထားတဲ့ဥစ္စာကိုအတကုံလူမဆန်သွားရိုက်နှက်တာဆိုတာဒါလူအခွင့်အရေးလုံးဝချိုးဖောက်ထားတယ်လို့ကျွန်တော်တို့ကတော့မြင်တယ်အဲ့တနေ့ကျရင်တော့ခမရတို့အလဲပြန်ရောက်မှာပါမကြတော့ပါဘူးအခုဆိုလို့ရှိရင်လည်း ခင်ဗျားတို့ရဲ့ကြာဆုံးချိန်နေဝင်ချိန်ကလည်းတဖြည်းဖြည်းနဲ့နီးလာပါပြီ။တော်လန်ရေးတက်ဖွဲ့တွေရဲ့အင်အားလည်းဘလောက်ထိကောင်းလာတယ်။တရက်နဲ့တရက်တနေ့နဲ့တနေ့တမျိုးပြီးတမျိုးတရွာပြီးတရွာအဲ့လိုမျိုးတိမ့်လာခဲ့တဲ့မြို့တွေလည်းမနှဲတော့ပါဘူး။ခင်ဗျားတို့ရဲ့ကြာဆုံးချိန်လည်းတန်ပါပြီ။ဟုတ်ကဲ့ဒီဘက်စီဇန်၄မှာဆိုရင်တော့ကျွန်တော်ပြည်သူစပီကာပန်ကြားလာစီဇန်ဒီမှာလည်းရနာဝင်ပြူပါ။ကျွန်တော်တို့ပြည်သူစပီကာပန်ကြားလာအစီအစဉ်ကိုကျွန်တော်တို့တိုင်ကြားခြင်းနဲ့ဆိုလို့ရှိရင်တော့ ျွန်တော်စိန်သီးစေးရောင်းဆောင် channel စိန်သီး YouTube channel ပြီးတော့စိန်သီး Facebook page နဲ့စိန်သီး Facebook Messenger မှာတိုင်ကြားနိုင်တယ်လို့ကျွန်တော်ရဲ့စိန်ပန်း Facebook Messenger မှာလည်းကျွန်တော်တိုင်ကြားနိုင်ပါတယ်တိုင်ကြမယ်ဆိုမယ်ဆိုလို့ရှိရင်တော့ရက်ကွက်အုတ်ချုပ်ရေးမှုနံပါတ်အဲကြေးရွာနံပါတ်အတိအကျလေးတွေရေးပြီးတော့ကျွန်တော်တို့တိုင်ကြစီခြင်းပါတယ်နောက်ပြီးတော့ဖြစ်ကြောင်းကုံစင်လို့ဖြစ်ကြောင်းကုံစင်ကိုအတိအကျလေးကျွန်တော်တို့ရေးသားပြီးတော့တိုင်ကြစီခြင်းပါတယ် တိုင်ကြားလာသူရဲ့ကျွန်တော်နံပါတ် privacy တွေတော့ကျွန်တော်လုံးဝဖုံးကွယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအဲ့ပြည်သူစီဘီကပန်ကြားလာအစီအစဉ်ဒီမှာနေမယ်ရနာဝင်ပြုပါမိဘပြည်သူအပေါင်းစိတ်ချမ်းသာကိုကျမ်းမာပြီးလူဝင်ဆန္ဒပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်